အမငွေဆောင်မတော်အားလုံးဝဲမင်္ဂလာပါကျွန်တော်တို့မွန်ပြည်နယ်ဟိုကြံမျောမျိုးနယ်တရဏရွာမှာရှိတဲ့ရေတိန်တော်ကြီးကမွန်ပြည်နယ်ထဲကအလှဆုံးတိန်တော်ကြီးတဲမှာကလုံးအပါဝင်လို့ပြောရင်ဘယ်သူမှငင်းနိုင်တယ်မထင်ပါဘူးပြီးရင်မွန်ပြည်နယ်မှာတမကပေါ်နော်မြန်မာတိုင်းနိုင်ငံလုံးအတိုင်းတာနဲ့ရေတိန်နဒီတိန်လို့ပြောရင်ဒီတရဏရွာတိန်ကဟိုထိတ်ဆုံးထဲမှာပါတယ်လို့ပြောရင်ပြောလို့ရပါတယ်တော်တော်များများက တိမ်ကိုမြင်မှုကြမှာပေါ့လေကိုမျိုးကိုရွာကိုဖုံးကြောင်းလာဒါပေမဲ့နသီးတိမ်ရေတိမ်ကိုမြင်မှုတွေ့မှုတဲ့လူကအင်မတန်နဲမှာပေါ့ဒီနေ့မှာတော့ကျွန်တော်ဒီတရဏရွာကရေတိမ်တော်ကြီးအကြောင်းကိုဝေမျှပေးခြင်းပါတယ်တိမ်တော်ကြီးကကြီးလိုက်ရင်အင်မတန်တပ်ပယ်ကြီးညူစရာကောင်းလို့ပါတယ်လက်ရာတွေကလည်းအင်မတန်လှပတ်တင့်တယ်လို့ပါတယ်တကယ်တော့တိမ်ဆိုတာကျွန်တော်ဗုဒ္ဓဘာသာဝင်တွေအတွက်အထွတ်မြတ်ထာနေရာပါတန်ဃာတော်တွေကံကြီးကံငယ်ဆောင်မယ်အာယဟံကံမယ် ပြီးရင်ဟိုဘုံကြီးကိစ္စတွေပေါ့နော်ဒါတွေအားလုံးကတိမ်ထဲမှာပဲပြုတ်လို့ရတာပါအဲ့တော့တိမ်ကိုကျွန်တော်တို့ပါဠိစကားပေါ့နော်တီမာစင်မဲမွန်လို့ဆိုစင်ဒီစကားလုံးကနေစဉ်းသက်လာတာပေါ့နော်ပမာလို့ကျတော့တိမ်လို့သုံးတာပေါ့လေတိမ်ကိုရေပြူရအဖြစ်၃မျိုး၃စားခွဲခြားထားတယ်အဲ့ဒါတွေကဘာလဲဆိုတော့ကာမတိမ်ဒုတိယကဘာလဲဆိုတော့တတ္တံဘန္ဒရာတိမ်ရဲ့နောက်တတိယတစ်ခုက ဥဒကုတ်ခေပါတိန်ဆိုတော့တိန်ကိုအမျိုးအစား၃မျိုးပေါ့နော်ခွဲခြားသိမြင်နိုင်တယ်အဲ့တော့ဒီနေရာမှာဂါမတိန်ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့မျိုးတဲ့ယွာတဲ့မှာကျွန်တော်တို့မြင်နေရတဲ့ဖုံးကြောင်းတွေမှာမြင်နေရတဲ့တိန်မျိုးစားပါသူကအစိုးရပိုင်းနဲ့မြေနယ်နိမိတ်တွင်မှာအခွန်တော်ပေးဆောင်ပြီးတော့တိန်မြေနေနဲ့ဝယ်တယ်ပြီးရင်ဒါကိုတိန်ပြစ်သမုတ်ပြီးတော့ရန်တန်ကတော်တွေကအသုံးပြုတဲ့ပေါ့နော်ကန်ကြီးကန်ငယ်ဆောင်တဲ့အတွက်အသုံးပြုတဲ့တိန်တော်ပါဒါကိုကျွန်တော်တို့ကဂါမတိန်လို့ခေါ်ပါတယ် ရားတစ်ခုကတတ်တံပတရတိန်ကြတော့ဘလို့တိန်မျိုးလဲဆိုတော့မျိုးရဲရွာတယ်မဟုတ်ပဲနဲ့မျိုးအပြင်ရွာအပြင်တတော်ထဲမှာတည်ထားတဲ့တိန်တွေပါနောက်ဆုံးတတိယတစ်ခုကဘာလဲဆိုတော့ဥဒကောက်ခိပါတိန်ဆိုတာရေတိန်မျိုးစားပါနဒီတိန်လို့လည်းခေါ်တယ်သူကြတော့ကုန်းမြေပေါ်မှာတည်တဲ့တိန်မျိုးမဟုတ်ဘူးရေထဲမှာသမုတ်တရားအင်းအိုင်ချောင်းထဲမှာတည်တဲ့တိန်မျိုးစားပါဒီနေရာမှာတိန်ဆိုပြီးတော့ကျွန်တော်တို့အဆောက်အဦကြီးနေနေမဟုတ်ပဲနဲ့ ဝါဖောင်ပေါ်မှာလည်းတိမ်ဖြစ်တုံလို့ရပါတယ်သမုတ်တရားမြေချောင်းရိုင်ထဲမှာဝါဖောင်လေးဖွဲ့ပြီးတော့ဘုံကြီးတွေကမဝါစာဖတ်တာယဟန်ကိစ္စတွေလုံနေတာတွေ့ဘူးမြင်ဘူးကြမှာဒါကတိမ်နေနဲ့အသုံးပြတာပါဒါကြောင့်ဒါဝါဖောင်မဟုတ်ပါဘူးဒါကတိမ်ပါဆိုတော့အခုကျွန်တော်တို့မြင်နေရတဲ့တရဏာယွာကတိမ်တော်ကြီးကအခုကျွန်တော်ပြောတဲ့ဥဒကုတ်ခေပတိမ်ပေါ့နော်ဒီရေတိမ်မဒီတိမ်မျိုးစားပါတိမ်ရဲ့ဒီဇိုင်းအသွင်ပြင်ကဘယ်ကရလဲဆိုတော့ ကျွန်တော်တို့ clear ni တိမ်ဒီဇိုင်းပုံစံကိုယူရတာပါဒီနေရာမှာကျွန်တော် clear ni တိမ်အကြောင်းကိုအနေငယ်ဝေမျှပေးခြင်းပါတယ် clear ni တိမ်နဲ့ကျွန်တော်တို့မူအနေနဲ့ကလုံးဝခွဲခြားလို့မရတဲ့အကြောင်းတရားပါ clear ni တိမ်ဘလို့ဖြစ်လာလဲဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း950ကျော်လောက်ကပေါ့နော်ကောသတကြီး68ခုနှစ်လောက်မှာဓမ္မစရီမင်းကြီးပေါ့နော်ဒီဟန်တော်ဒီနေပြည်တော်စိုးစံတဲ့အချိန်မှာသူကသာသနာတော်တန့်ရှင်းရေးကိုလှုပ်ချင်တယ် ။ဘုံကြီးတွေဝီနီးနဲ့ညီအောင်ပေါ့နော်။အဲ့တော့သူကမလုပ်လဲဆိုတော့ဒီဟန်တောင်ဒီမှာရှိတဲ့ကိုရဲ22ပါးနဲ့ဖူစင်22ပါးကိုရွေးပြီးတော့ခလီနစီနဲ့တီရီလင်္ကာနိုင်ငံတီဟိုကျွန်းကိုစေလွှတ်လိုက်တယ်။အဲ့မှာသွားပြီးတိမ်တက်ခိုင်းတယ်။ပြောရင်ပဇင်းအစ်စ်ပြန်ခံခိုင်းတာပေါ့နော်။အဲ့ဒီကိုတော်တွေကခိုရောက်သွားတဲ့အချိန်မှာတီရီလင်္ကာနိုင်ငံကိုလံပူမြို့နဲ့6မိုင်အကွာလောက်မှာဝေးတဲ့ကလယာနီမြစ်ဆိုတာရှိတယ်အဲ့ဒီနေရာမှာအဲ့ဒီကလယာနီမြစ်ထံမှာကလယာနီတိမ်ကိုတည်ထားတာပါ။ ဲ့မှာဆိုတိရိမင်္ဂဖုန်းကြီးတွေပေါ့နော်ဒီကလန်တွေတိမ်ထဲမှာသူတို့ကမလုပ်လဲဆိုတော့ဒီဟန်တော်ကြီးကရောက်လာတဲ့ကိုတော်22ပါးကိုတိမ်ထပ်ပေးတယ်ယဟန်ပြန်ခံပေးတယ်အဲ့ဒီကိုတော်တွေကဟန်တော်ဒီမင်းနေပြူတော့ပြန်ပြီးတော့ပြန်လာပြီးတဲ့အချိန်မှာဓမ္မစီဒီမင်းနဲ့သူတို့ကဒီလိုမျိုးဆွေးနွေးတိုင်ပင်ပြီးတော့ရာမြတိုင်းဒေသအနှံ့မှာကလျာဏီတိမ်တွေပသက်တယ်အဲ့တော့ကလန်နီတိန်တွေဘလောက်တိတဲခဲ့လဲဆိုရင်ဘကိုးမျိုးပတ်ဝန်းကျင်မှာကလန်နီတိန်ကြီးပေါင်း၉တိန်လောက်ကို ဓမ္မစီရီမင်းကြီးကတည်ခဲ့တယ်ပြီးရင်ရမရတိုင်းတာတစ်ခုလုံးပေါ့နော်ကျွန်တော်တို့တထုံတို့ဟိုဘကူဒီမုတ်တမစသည်ဖြစ်ပေါ့နော်ဒီရမနာတိုင်းဒေသထဲမှာဆိုရင်တိမ်အလုံးပေါင်း400ကျော်လောက်ကိုကလျာဏီတိမ်နေနဲ့တည်ခဲ့တာပါလက်ရှိကောသက်ရွာမှာမြင်ခဲ့တဲ့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြောခဲ့တဲ့ကောသက်ရွာအကြောင်းပေါ့နော်ကောသက်ဒီဒီတိမ်တော်ကြီးအကြောင်းကိုလည်းကျွန်တော်ပြောခဲ့သေးတယ်အဲ့ဒါကဓမ္မစီဒီရဲ့ကလျာဏီတိမ်အလုံး400ကျော်ထဲမှာတစ်လုံးအပါဝင်ပေါ့လေ ဲ့ဒီတန်ရီတိန်တွေကအလုံးပုံစံတူပဲ။ तू ကအမိုးအဆင်နေနဲ့ပြတ်တက်နေနဲ့ပြီးရင်ဘေးမှာအုတ်ခံပေါင်နေနဲ့ပေါ့နော်။ဒီပုံစံအတိုင်းကိုတည်ကြတာပေါ့။အဲ့ဒီကလန်လင်တိန်ကပြောရမယ်ဆိုရင်ဓမ္မစီဒီမင်းကနေအစာပြုတ်ပြီးတော့လုတ်ခဲ့တဲ့ဒီတာတနာအသက်ရှင်ဖြစ်တဲ့အတွက်ကျွန်တော်တို့မွန်နဲ့ဒါရက်ဆက်နေတဲ့အတွက်ဒါကျွန်တော်တို့မွန်နေရဲ့အမွေနှစ်ပါ။ကျွန်တော်မွန်နေရဲ့တမိုင်းပါ။ဆိုတော့အခုကျွန်တော်ပြောချင်တဲ့တရဏာယွာကဒီရေတိန်တော်ကြီးကလည်း အသွင်မြင်ဒီဇိုင်းကအခု Clarity တိမ်ဒေါ်ပုံစံအတိုင်းကိုယူထားတာပါဒါမဲ့ဒါတို့တော့ဓမ္မစီဒီမင်းကြီးကတည်ခဲ့တာမဟုတ်ဘူးဒီတိမ်ဒေါ်ကိုじゃဘယ်လိုတည်ခဲ့လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း130ကျော်လောက်ကဒီရွာနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ကျွန်တော်တို့ဂရိုးကော့နှက်ပေါ့နော်အဲ့ဒီကတထေးကြီးနှစ်ယောက်ကနေပြီးတော့အလူတကာအနေနဲ့ဒီတိမ်ဒေါ်ကြီးကိုနားတည်ခဲ့တာပါတကယ်တော့ group corner ဆိုတာကဥနာအောင်ပေါ့နော်တထေးကြီးဥနာအောင်ရေကြွားပါအဲ့ဒီကြွားဒီမှာတထေးတွေကတကြွေတွေကအရန်ပိုးတယ် ဆိုအဲ့ခစ်ကလေးကဒီတထေးတွေကတရေဒီနူကဒီတရဏာယွာမှာရေတိမ်တော်ကြီးကိုလာတည်ခဲ့တာပါတင်ရဲ့ပုံစံကြတော့ခနာဓမ္မစရီမင်းရဲ့ကလျာဏီတိမ်ပုံစံအတိုင်းကိုတည်ခဲ့တာပါအင်မတန်လှပါတယ်အင်မတန်သက်ပေတယ်ဒါကြောင့်မို့ဒီတိမ်တော်ကိုလာရောက်လေ့လာသင်တယ်လာရောက်ကြည့်သင်တယ်ဘာကြောင့်ရေတိမ်တော်ကိုမမြင်ဘူးတဲ့လူဩရေတိမ်ဆိုတာဒီလိုမျိုးပါလားဆိုတော့ ရေတိမ်မှာသူကဘယ်လိုပြောလဲဆိုတိမ်ရဲ့ဘောနောကန်တကြစီမြင့်နဲ့မှာဆိုရင်ဒီကမဝါစာဖတ်နေတဲ့ကန်ကြီးကန်ငယ်ဆောင်တဲ့ယဟန်တော်ရဲ့ရေကိုလက်နဲ့ခတ်ပြီးတော့လက်နဲ့ဒီလိုမျိုးပတ်ထုတ်နေရောက်တဲ့အကွာဝေးပတ်ချလဲဧရိယာကိုရေဒီတိမ်တော်ရဲ့အကျယ်ဝန်းဧရိယာလို့သတ်မှတ်တာပါအခုဒီရေတိမ်တော်ကြီးရဲ့အကျယ်ဝန်းဆိုလဲဒီအကျယ်ဝန်းလောက်ကိုမှန်းပြီးတော့စောက်ထားတာပေါ့လေဒီတိမ်တော်ကိုကျွန်တော်တို့မိန်းကလေးတွေလည်းအပြင်ကနေပတ်ပြီးကြည်နိုင်တယ် အာမျိုးသားတွေဆိုနေအခုကတော့အထဲကိုငွေမပေးဘောလေဟိုပုံမှန်ဒီတိမ်တက်တဲ့ချိန်တော့ပဲတော့ဖွင့်နေဆိုတော့ကျွန်တော်တို့အတွင်းစည်းတီကိုဝင်ရောက်လေ့လာကြည့်ရှုနိုင်တယ်မွန်လေးရဲ့ဒီပြည်သူကလက်ရအောင်တော့လုပ်ငန်းနဲ့နှစ်ပေါင်းရာကျော်ကရှင်းအောင်မွေနေ့တစ်ခုအနေနဲ့ကျွန်တော်တို့တကယ်ကုန်ယူစရာကောင်းပါတယ်ဒီနေရာသွားဖို့လည်းတိတ်မခက်ခဲပါဘူးမော်လမြန်မျိုးကနေဆိုသူက45မိနစ်လောက်ကားစီးရင်ရောက်တယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဒီဘောဓဘာသာဝင်နေ့ ်ရေသိမ်းတော်ကိုမြင်မှုခြင်းနဲ့ကလေအာနဒီသိမ်းကိုမြင်မှုခြင်းနဲ့ဆိုရင်အင်မတန်နဲ့လှတဲ့အင်မတန်နဲ့တင့်တဲ့အင်မတန်လဲဘောနော်လက်ရမြောက်တဲ့ကျွန်တော်တို့မွန်ပြည်နယ်ကြံမြုံမြုံနယ်တရနာရွာအလယ်မှာရှိတဲ့ဒီတရနာတိမ်တော်ကြီးကိုလာရောက်ဖူးမြော်ကြဖို့လေ့လာကြဖို့ကျွန်တော်ဒီဘလော့မှာတိုက်တွန်းရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တန်ကုန်ဘုံမလုံးနာအား